ဘာဘာပေးဆိုတာပြောပြရရင်ကကြမားဖန်တီးတာပါကျော်စံဘလူးကဖန်တီးတာလေအဲ့ကကြမားဖန်တီးတယ်ဒီမှာကကြမားနှမျိုးရှိပါတယ်အကောင်းကကြမားအဆိုးကကြမားဘယ်လိုရှိလဲအခုသဘောဝဘေးနဲ့တင့်တဲ့ပုံကိုယ်တွေကအကောင်းကကြမားလားအဆိုးကကြမားလားအဲ့ဒီအဆိုးကကြမားမျိုးတွေနောက်ရောက်မလာအောင်အကောင်းကကြမားတွေဖြစ်အောင်ဘာလုပ်ဖို့လဲဆိုရင်အကောင်းတွေလုပ်ဖို့လိုပါတယ်ပြောပါကိုယ်လေလူတဲ့ဟာကိုသားတဲ့လူတိုင်းလဲနောင်နောင် ဒီလိုဘေးဒုက္ခမျိုးတွေနဲ့မကြုံရပါစေနဲ့လို့လည်းဆုတောင်းပါလေဒီမလေးမျိုးရဲ့ဒီပျက်စီးဆုံးရှုံးမှုတွေဒီဆုံးခဲ့ရတဲ့လူသက်ပေါင်းများသွားတယ်ပေါ့အဲ့ဒါတွေကလည်းကျွန်တော်အနေနဲ့ယူမကြုံဖြစ်ခဲ့ရပါတယ်ပေါ့ မာကိုယင်းထဲမှာကိန်းပြီးတော့အမြဲထားဝါရကိုယ်ွယ်စီကတ်တဲ့ပုဂ္ဂိုလ်များဖြစ်ကမိမိတို့ဘေးအန္တရာယ်ကင်းစေပြီးတော့မိမိတို့လိုအပ်တဲ့အိဋ္ဌမင်္ဂလာစေတီမင်္ဂလာဒုက္ခမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေကုန်သတည်းဧတာဓုအာ မ်းပြောတယ်ဗျာဒီလားဘုန်းဘုန်းတော်ဒီမှာဝေဟဝဇဖွဲ့ကြီးကလည်းစုံစုံကြီးကြီးချေးကြီးပြိုးကြီးဖွဲ့လည်းစုံစုံကြီးကြီးခုတ်ကူမြို့နယ်ကမ္မမျိုးဘောကကမ္မမျိုးသူမျိုးသားတွေကမ္မဇေသူဇေသားတွေနောက်ဘုန်းဘုန်းတို့မြိုင်တွေကညာစီတော်ရွာနောက်ပြီးတော့ညောင်ရွာအစရှိတဲ့ပေါ့နော်။အိုရင်ရွာသစ္စာဒီပေါ့နော်။ဘုန်းဘုန်းတို့ခုတ်ကူမြို့နယ်လည်းပဲဘုန်းဘုန်းတို့ရွာကထန်းမြေရွာပေါင်းခွဲရွာဆောင်းချောင်းရွာဆောင်းချောင်းရွာစသည်ပေါ့နော်။ဘာပေါင်းဆုံးကစူပေါင်းပြီးတော့ဓမ္မပူဇာတွေကိုလူရမ်းနေပေါ့အဲ့ဓမ္မပူဇာတွေနဲ့ဘုန်းဘုန်းကခုလိုကျွေးနေအောင်စီမံပေးတယ်ပေါ့နော် အဲ့ဒါလေးကိုအဝေးမှာရောက်နေတဲ့ပုံကူများလည်းပဲဘုံဘုံလို့စီမံပြီးကျွေးနေလို့ပဲအားလုံးကျွေးနေဖို့ဘုံဘုံကမျှော်လင့်ပါတယ်အခုကျွေးလှူထားတဲ့ပုံကူများလည်းကျွေးရတဲ့ကြောင့်အခုလိုမြင်တွေ့ရကြောင့်မို့ဘုံဘုံတို့ဂျင်းနဲ့ပီတိရှင်တွေပါဆိုဘုံဘုံတို့အားလုံးမျှော်လင့်ပါတယ်ဗျာ ကျော်ကျဲပဲဒီချင်းတော့ပဲဒီချင်းရေမြို့ပြီးတောင်းရေဒီမှာဇွန်းလေးတွေတခါလေးပါပြီးတော့ပါအဲလူ900သာမနက်ဖန်ကို300သာမနက်ပိုင်းကို300သာညနေပိုင်းကို300သာနောက်နေ့မနက်ကို300သာအလုံးပေါင်း1400သာလူမှာဖြစ်ပါတယ်အဲ့ဒါကိုဦးမင်းနဲ့ဦးတွန်းနဲ့လိုက်ပြီးတော့ဒါလောအားလောအားဒါနာပေါ့နော်လောအားကုလို့ပါ ကဲရန်ငါကြီးခုနပြောရလားဗျပြောပါတယ်ဗျာရန်မာကြီးကိုပြောရလားဗျအေးဟုတ်တယ်နော် လောကကြီးမှာပြောပြမယ်နော် လောကကြီးမှာချင်းရတာထက်အချစ်ခံရတာပိုကောင်းတယ်ချင်းရတာတဲ့ဆိုတစ်ဖက်သားပုဂ္ဂိုလ်ကိုချင်းနေရတာထက်တစ်ဖက်သားပုဂ္ဂိုလ်အားလုံးကကိုယ့်ကိုချစ်ခံရတာပိုကောင်းတယ်ကိုယ့်ကိုအချစ်ခံရဖို့ဆိုဘာလို့မှလဲပရိဟိတာလုံးဝမဲဗျနော်ပရိဟိတာလုံးတဲ့ပုဂ္ဂိုလ်ကပရိဟိတာလုံးငါရှိပုဂ္ဂိုလ်ကအားလုံးကမချစ်ဘူးလားစိတ်ကြကိုပြောတာနော် စိတ်ဓာတ်ကကြည်နူးစရာကောင်းတဲ့ရှိဒါကြောင့်မလို့ကိုကချင်းရတာတဲ့ကိုကိုချစ်ခံရတာပိုတော့ကောင်းပါတယ်လို့ခွန်ပြောချင်ပါတယ်နော်အဲဒါကြောင့်အားလုံးအားလုံးတကယ်လိုအပ်တဲ့နေရာလေးတွေမှာတကယ်ကျွေးနိုင်ဖို့ဒီမှာလေးမျိုးမှာရှိနေတဲ့မလင်မင်းဌာနပုံကိုယ်တွေကိုနည်းများမဟုစူပေါင်းပြီးကျွေးနိုင်ဖို့ခွန်ကြီးကထပ်ဆင်းတိုက်တွန်းလိုက်ပါတယ်ဗျာကိုကိုယ်တိုင်မလူနိုင်ပေမဲ့လို့ လောအားသာသာလေးပြုခွင့်ရတဲ့အတွက်လည်းဆရာတော်ဘုရားကိုလည်းအရန်ကိုကျေးဇူးတင်ပါတယ်ကိုရင်းငုံနေတာတော့ရင်မထက်ငူလာမျိုးလုံးကဒီများလေးမျိုးလုံးကငူတယ်လို့မျက်ရည်မကျတဲ့တော့မငုံတတ်ဘူးသိပ်မကောင်းတတ်ဘူးတဲ့တကယ်တော့ဖြတ်တူထက်မြက်ခံစားရတာသူတို့မန်လေးသူမန်လေးကအားလုံး fighting မှာလို့ပြောချင်ပါတယ်ကိုကိုယ်တိုင်နဲ့ဒီ fighting လုပ်နေတာအာလူသား ကျွန်တော်တို့အနေနဲ့တော့ဟိုဆရာကဒီလိုမျိုးငလျင်ပေးတဲ့ပြည်သူတွေလာပြီးရကြမှာတူတန်းတဲ့အတွက်ကြောင့်မလို့ဟိုမမြောက်ကိုယုံပြီးပါတယ်ဗျဟုတ်ကဲ့ဗျဒီအလှရှင်ဖုံဖုံလေးอ่ะကျွန်တော်တို့ရဲ့ယဟန်တကာတကာမာပြီပါကျွန်တော်တို့ဖုံဖုံလေးရနေပြီးတော့မန်လေးမြို့မတ်လ28ရက်နေ့မှာငလျင်ကြီးလှုပ်တဲ့အခါမှာလာရောက်ပြီးတော့သူ့ရဲ့ယဟန်တကာတကာမာပြီဖြစ်ခဲ့ပြီးတော့ကျွန်တော်တို့လာရောက်ပံ့ပိုးကူညီပေးရင်းနဲ့ သူကဒီမန္လေးမြို့သူမြို့သားတွေဒီလိုဖြစ်ပြက်နေရလေးတွေတွေ့တော့သူကလည်းဒီမန္လေးမြို့သူမြို့သားတွေကိုတော့ပံ့ပိုးကူညီရင်းနဲ့အ ਨੇ ဆုံးတနတ်စာတော့သူရအောင်ကျွေးမယ်ဆိုပြီးတော့သူကပံ့ပိုးကူညီပြီးတော့ဒါလေးတွေကို တိုင်ပင်ပြလာတဲ့အတွက်ကျွန်တော်တို့ကတော့ဘေးကနေပြီးတော့ဝိုင်းကုန်းပံ့ပိုးကူညီပေးရတာပါကျွန်တော်တို့ကဒီလိုကူညီရတဲ့အတွက်လည်းအင်မတန်မှကိုဝမ်းသာပီတိဖြစ်မိပါတယ် ဓိကပေါ့ supporter ပေါ့နော်ထောက်ပံ့ပေးနေတဲ့ဘုံဘုံရဲ့ရန်နကရန်မာတွေဘုံဘုံရဲ့ဓမ္မမိတ်ဆွေတွေပေါ့နော်အဲ့ဒီပုံကိုယ်တွေဘုံဘုံကအခုလှမ်းပြီးတော့ဟိုဆက်ချင်းမှာရင်းထဲမှာပေါ့နော်သူတို့မြင်စီချင်းတယ်ဟုတ်လားဒီအခုဟို TikTok တို့ပေါ့နော်စပါတော့ Facebook တို့ပေါ့မှာဘုံဘုံသူတို့မြင်စီပေါ့လို့သူတို့မြင်လို့ရှိရင်သူတို့လှူရတာရှင်းနေသွားမှာသူတို့လှူတဲ့ပုံကိုယ်ပေါ့လေဘုံဘုံအတူတန်ပုံကိုယ်တော့ဟိုတအားပြောနေရလေမလီမှာနှစ်ပေါင်း30လင်းသုံးခဲ့ပါတယ် ပညာသင်တာ15နှစ်ပေါ့နော်။ပတ်စားသက်တမ်းနေ15နှစ်ပေါ့။အလုံး30တရင်လုံးပြပါလေဗျ။အဲ့တော့မန္လေးမြို့သူမြို့သားတွေမန္လေးဒကာမတွေကဖုန်းဖုန်းတို့ရဲ့ကျေးဇူးရှင်တွေပါ။ကျေးဇူးရှိနေပါတယ်။ပသင်ကျူတာကတောက်တဘောဖုန်းဖုန်းကအာရုံပြီးပြီးတော့အခုလိုပဲအဲအလင်းဘေးတဲ့ပုံကများကိုလာရောက်ကြည့်မှုတွေဖုန်းဖုန်းရဲ့ရှင်ထဲမှာဒါတရားဖြစ်မိပါတယ်ပေါ့နော်။ရန်ကရန်မာတွေဆွမ်းကဆွမ်းမာတွေဖုန်းဖုန်းရဲ့မျက်စိပေါင်းနေမန္လေးမှာအများကြီးပါဗျ။အဲ့ဒါတွေဖုန်းဖုန်းကလာပြီးတော့ကိုယ်တိုင်ကိုကြလာပြီးတော့အားပေးတာပေါ့နော်။ရွေးထွေးလာပြီးတော့အားပေးတာပေါ့နော်။ ထုတ်ကုမျိုးနဲ့ကာမမျိုးပေါ့နော်ကာမမျိုးကာမဇေတုဇေတာတွေကာမမျိုးသူမျိုးသားတွေကနေပြီးတော့ဘုံဘုံတို့အကျံအကျက်နေအကျံအတက်နေမှာပေါ့နော်တရားဝတ်တွေချင်းပါပါလေဗျာသူတို့ဌာနကကာမမျိုးသူမျိုးသားတွေကာမဇေတုဇေတာတွေကနဝကာမဓမ္မပူဇာ350ကျော်ထူပါလေဗျာအဲ350ကျော်နဲ့ဘုံဘုံတို့ဒါဥတီကိုဖြစ်ပါလေဗျာမတင်ွေပေါ့နော်ဒီကောင်တော့ဘုံဘုံရဲ့အကြောင်းတိုက်ထဲမှာလည်းပဲတရားဝတ်ချင်းပါလေဗျာတရားဝတ်ချင်းပါတာနေစမ်းတရားနေပေါ့နော် အဲ့ဒီမှာလည်းပဲအားလုံးဘုံဘုံတို့နေဘက်ကရောဒီရောသားတွေအားလုံးစူပေါင်းလူပါတယ်ဗျအဲ့ဒါလည်းသိန်း80လောက်ရပါတယ်ခင်ဗျအဲ့ဒါပြီးတော့ဘုံဘုံတို့တကဘုံတို့မြန်ရုံနေရပါတော့ညစီတော့ရွာညစီတက်လက်ကြောင်းမှာလည်းတရားပွဲကျင်းပါတယ်ဗျအဲ့ဒီမှာလည်းပဲအားလုံးစူပေါင်းပြီးတော့73သိန်းလောက်လူပါတယ်ဗျအဲ့နောက်မှာလည်းတကမြန်ရုံနေပါပဲဗျမြန်ရုံနေညောင်ရွာအုပ်စုကလာပြီးတော့ညောင်ရွာပတိုင်းတော့လည်းအုပ်စုဝတ္ထုငွေကြီး73သိန်းလောက်လူပါတယ်ဗျအားလုံးသိန်း190လောက်လူကြတယ်ဗျအဲ့ဒါလေးဘုံဘုံကဟောရင်လူလူရင်ဟောပုံစံမျိုးနဲ့ စူပေါင်းပြီးတော့ဓမ္မဒနာပူဇော်တွေစူပေါင်းပြီးတော့အခုလိုဟိုဘုံအဲလာရောက်ပြီးတော့ငလင်ဘေးကိုကျွေးပြပါလေဗျဒီမတ်စာ28ရက်နေ့မှာမန္လေးမြို့ကြီးမှာလှုပ်သွားတဲ့ငလင်ဟာတော့အင်တိုင်းမကိုကြောက်စရာလည်းကောင်းပါလေဒီမန္လေးမြို့ရဲ့ဒီပျက်စီးဆုံးရှုံးမှုတွေဒီဆုံးခဲ့ရတဲ့လူသက်ပေါင်းများစွာတွေပေါ့အဲ့ဒါတွေကလည်းကျွန်တော်တို့နေနဲ့ယူမကျုံဖြစ်ခဲ့ရပါလေပေါ့မန္လေးကလူတွေကဘာကြောင့်မဖြစ်နေနေလဲ ဒီလိုသဘာဝဘေးအန်လီယန်နဲ့ဂျုံတဲ့အခါမျိုးတွေမှာဆိုလေတအားစီစီလုံးလုံးနဲ့လှူချက်တန်းကြလာလေကြည့်ပြီးတော့ပီတိဖြစ်ရတယ်ကိုကိုယ်တိုင်လည်းလှူကျင်သိပေါက်တယ်နောက်ဒါဝန်မြင်တဲ့လူတွေလည်းလှူကျင်သိပေါက်မယ်ဆိုတာလေယုံကြည်ပါတယ်တို့မန်လေးကဘာပဲနေနေတယောက်ဒုက္ခရောက်ရင်တယောက်ကကြည့်မနေတာအင်္ဂလုမန်လေးသူမန်လေးသားရဲ့အရန်ချစ်စရာကောင်းတဲ့စိတ်ဓာတ်ပဲဒီဟာကိုကြည့်ပြီးတော့လေတခြားမျိုးရောအလှူရှင်တွေလည်းဟိုလှူကျင်သိတွေပေါ်လာလိမ့်မယ်လို့လည်းယုံကြည်ပါတယ် န္တလေးသူမန္တလေးသားဒီအားလုံးစိတ်ထဲမကြပါနဲ့ fighting ပါလို့နော်အနေအကင်းဘေးရှင်းကြပါစေ။နောက်လည်းနောက်နောက်ဒီလိုကတ်ဆိုးမျိုးလည်းမကြုံကြပါစေနဲ့လို့ဆုတောင်းပေးပါရစေ။ဆောင်ကရောက်နေတဲ့ဒီလူလူတွေကိုလက်တွေ့ချကျလူနိုင်တဲ့အတွက်အင်တာနက်ကိုဝန်တာဒီဒီဖြစ်နေတာ။ဒါလူရင်းနဲ့ကျွန်တော်တို့ဟိုအားပေးစကားပြောတာဗာစိတ်ထဲမကြပါနဲ့လို့နော်။ဘဝလောကလန်ဆိုတာဒီလိုပဲကြုံရတာပဲကျွန်တော်တို့ကိုယ်တိုင်လည်းဖြတ်သန်းနေရတယ်ကြုံရတယ်နော်။မိုးရွာတာလေတိုက်တာလည်း ခဏတော့ခါသီးခံပေးကြအောင်ဗျာနော်ဘုံဘုံတို့ကတော့မိုးရွာတာကိုမိုးရွာကောင်းချီးပေးတယ်လို့မြင်နေဗျဘုံဘုံတို့ရဲ့ကောင်းမှုဝဲကြီးကိုအတူဝဲကြီးကိုမဟာအောင်ဝဲကြီးလို့ခေါ်ထားပြီးတော့ဘုံဘုံကတော့အဲကောင်းချီးပေးတယ်မြင်ပါတယ်ဗျဒီမိုးကအသိမေဆောင်ပါတယ်ဗျဘုံဘုံတို့လူနေချိန်မိုးရွာပေးတယ်အေးချမ်းတယ်ပေါ့နော်အခုဒီငလင်ဖေးတဲ့ပုံကများမကြာမီမှာပဲ အေးချမ်းသာတာရနဲ့နော်ဘဝကိုတခြားနိုင်မယ်ဘဝကိုကျူးစားအားထုတ်နိုင်မယ်ဒီဒုက္ခပြိကလွတ်မြောက်မယ်လို့ဘုံကယုံကြည်တယ်ဗျအားလုံးတို့ကဘုံကဒီမိုးရွာခြင်းမိုးရွာတဲ့ပတ်သက်ပြီးတော့ကွက်ဖြစ်တာမဟုတ်ဘူးဒုကွက်ဖြစ်တာမဟုတ်ဘူးဒုကွက်ကိုကောင်းချီးပေးတာလို့မြင်ပါတယ်ဗျ ဘေးအန္တရာယ်ကြုံလာပြီဆိုရင်တော့လေနော်လူလူတိုင်းဟာဒီခံစားကြရပါတယ်အဲ့တော့ကိုခံစားကြရတဲ့အနေအထားပေါ်မှာဟိုစိတ်တက်ကိုလေမမလျှော့ချပဲနဲ့ကိုယ့်ရဲ့ခွန်အားလေးတွေနဲ့အားလုံးဟာပြန်လဲရည်တည်နိုင်အောင်မမမမတ်ကလေးဖြစ်အောင်ကြိုးစားပြီးနေထိုင်ကြပါလို့အားပေးစကားလေးပြောချင်ပါတယ်အမေစိတ်တော့မကောင်းဘူးမနော် စိတ်မကောင်းပြီဒုက္ခခံရတာဆိုတော့ဥစဉ်တော့အနေနဲ့ကတော့များသောအားဖြင့်တော့ဆရာတော်ဘုရားတွေကနေပြီးတော့အကုန်လုံးပစ္စည်းတွေပေးနိုင်တာမဟုတ်ဘူးเนาะများသောအားဖြင့်တော့မြတ်စွာဘုရားတည်နေတာတော့ရမိတ္တသူပရိတရားတော်များစသည်အားဖြင့်ပရိတရားတော်တွေကိုရွတ်ဖတ်ပြီးတော့ဟိုဟိုတင်ပူဇော်ပြီးတော့ဘာဖြစ်တော့တတ္တဝါတွေအားလုံးဒီဒုက္ခမျိုးမခံစားပါရစေနဲ့လို့ဟုတ်လားမြတ်အဝတ္တပြုရတာပါเนาะမေတ္တာပို့ရတာပါเนาะ ကိုယ့်ရဲ့ဘာသာတရားကိုအမြဲတမ်းအမိမလေးရောမဖို့မဆာနဲ့တတိတရားနဲ့ရှုမှတ်ပွားများမိနေထိုင်ကြပါလို့ဦးဇင်းရမေတ္တာစကားလေးပါချင်ပါတယ်ဘာဘာဘေးဆိုတာရှောင်လွတ်လို့မရပါဘူး။ဘာဘာဘေးဆိုတာ ပြောပြရရင်ကကြမားဖန်တီးတာပါ။ကြော်စံဘလူကဖန်တီးတာလေ အဲ့ကံကြမ်းမဖန်တီးတယ်ဒီမှာကံကြမ်းမနှမျိုးရှိပါတယ်အကောင်းကံကြမ်းမအဆိုးကံကြမ်းမဘယ်မျိုးရှိလဲနှမျိုးရှိပါတယ်အခုသဘောဝဘေးနဲ့တင့်တဲ့ပုံကိုယ်တွေကအကောင်းကံကြမ်းမလားအဆိုးကံကြမ်းမလားအဲ့ဒီအဆိုးကံကြမ်းမမျိုးတွေနောက်ကြောက်မလာအောင်အကောင်းကံကြမ်းမတွေဖြစ်အောင်မလုပ်ဖို့လိုရဆိုရင်အကောင်းတွေလုပ်ဖို့လိုပါတယ်ပြောပါအကောင့်တွေလုပ်တယ်ဆိုတာကုသိုလ်ကြီးကိုပြောတာပါ။ဘာတွေပြောတာလဲ။ဒါနတွေသီလတွေဘာဝနာတွေဆိုတဲ့အကောင့်မျိုးတွေလုပ်လို့ရှိရင်မကောင်းတဲ့ကံကြမ္မာလာပါမလား။အဲဒါကြောင့်နောက်နောက်လို့ မကောင်းတဲ့ကံကျင်မာမျိုးတွေမလာအောင်လို့အကောင်းကံတွေရောက်လာဆိုရင်တို့အလုံးပြည်သူတွေကကောင်းတဲ့ကုသိုလ်တွေကိုလုပ်ပေးပါဟုတ်ကလားကောင်းတဲ့ကုသိုလ်လုပ်ပေးပါဒါနသီလဘာဝနာကုသိုလ်ပြုနေမပြီးသေးပါဘူးတရဏဂုံသုံးပါးကိုစောက်တည်ပါဘာသုံးပါးစောက်တည်မှာလဲအဲ့ဒါလေးကိုဘုန်းကြီးရှိရတိုင်ပေးမယ်လိုက်ဆိုပေးပါနော်အမြဲတမ်းဆိုပေးရင်တရဏဂုံသုံးပါးရှင်ထဲမှာကိန်းနေမယ်ဆိုလို့ရှိရင်ဘေးအန္တရာယ်ချက်လာမှာမဟုတ်ဘူးနော်လိုက်ဆိုလိုက်ပါဗုဒ္ဓံတရဏံဂစ္ဆာမိ ဘုရားကိုကိုယ်စီကပါ၏ဘုရားကိုကိုယ်စီကပါ၏ဓမ္မန္တရဏဂစ္ဆာမိတရားကိုကိုယ်စီကပါ၏ဘုရားကိုကိုယ်စီကပါ၏တန်ခန္တရဏဂစ္ဆာမိတန်ခန္တရဏဂစ္ဆာမိတန်ခါကိုကိုယ်စီကပါ၏တန်ခါ မနေ့အိယာအဲ့ညာအိယာဝင်တဲ့တစ်ခေါက်ဆိုပါမနေ့အိယာဆိုတစ်ခေါက်ဆိုပါတနေ့ကိုနှစ်ကြိမ်ဆိုပါနော်အဲ့ဗုဒ္ဓံတရဏကိစ္စမြို့ဆိုတဲ့တနေ့ကိုသုံးပါးကိုဆိုမယ်ယင်းထဲမှာကိတ်မြို့ဆိုရင်ဘလူးအန်ဒီမြို့မှာရောက်မလာဘူးနော်အဲ့ဒါကြောင့်နောက်နောက်လူအန်ဒီဇိုးတွေမလာအောင်ကကြင်မာဇိုးတွေမလာအောင်တနေ့ကိုသုံးပါးကိုယင်းထဲမှာကိတ်ပြီးတော့အမြဲထားဝါရကိုယ်ကွယ်စီကတ်တဲ့ပုဂ္ဂိုလ်များဖြစ်ကမိမိတို့ဘေးအန္တရာယ်ကင်းစင်ပြီးတော့မိမိတို့လိုအပ်တဲ့အိဋ္ဌမင်္ဂလာ ကျက်ဒီမင်္ဂလာဒုက္ခမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေကုန်သတည်းအေသာဓုသာဓုသာဓုအေးအားလုံးမင်္ဂလာပါလို့ဆိုပါတယ်နော်နော်ကျင်းတယ်နော်ကျေးဇူးပဲကျေးဇူးနော်ကျေးဇူးပါဟာကျေးဇူးပဲ